Thank you. င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ TVB ရုပ်မြင်သံကြားရဲ့နေ့လည်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်တင်ဆက်ပေးပါရမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေအတူအားကစားသတင်းတွေကိုလည်းရှုစားကြပါခင်ဗျာ VOA ဝန်ထမ်းတွေကိုအလုပ်ထုတ်တဲ့စာကို Global Media Asia Agency USAGM ကပြန်ရုပ်သိမ်းချောင်းဝန်ထမ်းတွေစီစာထပ်မံပေးပို့ခဲ့ပါတယ်တုတ္တချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ ဂျွန်လ20ရက်နေ့မှာ VOA ဝန်ထမ်း6ယောက်ကျော်စီကိုပြည်ပို့ထားတဲ့လှုပ်ထုတ်စာတွေကိုပြန်ရုပ်သိမ်းကြောင်း Global Media အစိုးရ Agency USAGM ကဒေတာစံတော်ချိန်ဂျွန်လ29ရက်နေ့မှာဝန်ထမ်းတွေစီကိုစာတွေထပ်မံပြန်ပို့ခဲ့ပါတယ်။အလှုပ်ထုတ်စာတွေမှာဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာအလှုပ်ထုတ်စာပြန်ပို့တဲ့လှုပ်ထုံလုံးကြီးမမှန်ကန်တာတွေကြောင့်စာကိုပြန်ရုပ်သိမ်းကြဖြစ်ပြီး USAGM ကသူတို့မူလရွယ်ထားတဲ့အတိုင်းဝန်ထမ်း85ရာခိုင်နှုန်းကိုအလှုပ်ကနေထုတ်ပယ်သွားမဲ့လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်ကပြောပါတယ်။ တယ်သူတို့အလုံးထုတ်ထားတဲ့စာတွေပေါ့နော်ပြန်ပြီးရုပ်သိမ်းတယ် VOA ဝန်ထမ်းတွေကအရင်အတိုင်းလောကလာစာနဲ့ခွင့်ပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အနေအထားပြန်ဖြစ်သွားတယ်ပေါ့နော်ကျမတို့ VOA ဝန်ထမ်းတွေကိုအကာအဝယ်ပေးတယ်အလုံးသမားသမဂ Union ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဝန်ထမ်းတွေကိုအလုံးထုတ်တဲ့စာမှာအမှားတွေအများကြီးပါနေတယ်အလုံးထုတ်တဲ့စာပို့တာကလည်းလုံထုံးလုံးကြီးနဲ့မညီဘူးဆိုပြီးတော့ထောက်ပြတဲ့အတွက်ပေါ့နော်အခုလိုအစိုးရဘက်ကနေပြီးတော့သူတို့အလုံးထုတ်တဲ့ကိစ စ္စကိုပြန်ပြီးတော့လုတ်ကန်ရတဲ့အခြေအနေရောက်သွားတာပေါ့လေအလုံးထုတ်တဲ့စာတွေကိုပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ Kerry Lake က agency ကသတ်မှတ်ထားတဲ့အတိုင်းဝန်ထမ်းတွေကို85ရာခိုင်နှုန်းကိုထုတ်သွားမယ်ဆိုတာတော့တိကျပြောထားတယ်။အလုံသမားသမဂါနဲ့ VOA ဝန်ထမ်းတွေကလည်းဥပဒေနဲ့အညီပြန်ပြီးတော့တိုက်သွားမယ်ဆိုတာလည်းအတိအကျပြောထားတဲ့ခါကြတော့ဘလို့ရှေ့ဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲလို့ပဲပြောရမှာပါ။ တရားရုံးအမိန့်တွေကိုဆိုရဘက်ကလိုက်နာမှုရှိမရှိဒေတာစံတော်ချင်းဂျွန်လ23ရက်နေ့က TCK တရားရုံးမှာဒုတိယကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကဆိုရဘက်ကဆောင်ရွက်ချက်တွေဟာရှင်းလင်းမှုမရှိတဲ့အတွက်အသေးစိတ်ပြန်တင်ပြဖို့ယုံကြည်ပြန်ခေါ်ထားပေမဲ့ဆိုရရှင်တွေကယုံကြည်ကိုရက်ရွှေ့ဖို့တရားရုံးကိုတောင်းဆိုထားပါတယ်။သူတို့အတွက်ဝီနီလို့ပေါ့နော်။ဝါဒင်ကအစသူတို့ပြန်ပြီးတော့ပြောင်းအောင်လဲပြောင်းနိုင်တယ်ပေါ့လေ။ဒီကြားထဲမှာတော့မနေ့ကတော့သူတို့တရားရုံးကိုပရိုဂရမ်တွေလွှင့်နေပါတယ်ဆိုပြီးတော့အပြင်တင်ထားတယ်။တင်ထားတော့မတို့ဘက်ကလည်းဖြည့်နေတဲ့ဘက်ကဒါကိုပြန်ပြီးတော့ ောင်တာလို့ခုတော့ပြင်ဆင်နေတယ်။ဒါမဲ့ဗုဒ္ဓနေ့သူချိန်ထားတဲ့ယုံချင်းကိုတော့ရွှေ့ပေးပါဆိုပြီးတော့ဆွေရဘက်ကတောင်းထားတယ်။တရားသူကြီးကတော့ဇူလိုင်က16ရက်နေ့ကိုရွှေ့လိုက်တယ်လို့ပြောတယ်။အဲဒီလိုသာ16ရက်နေ့ရွှေ့လိုက်ပြီဆိုလို့ရှိရင်ရှင်ဗုဒ္ဓနေ့အကြမ်းလာခွဲရမရှိတော့ဘူးပေါ့နော်။ ဂျော်လာ23ရက်နေ့ကြားနာမှုပြီးမှတရားရုံးကအမိန့်စာထုတ်ပြန်ခဲ့ပြီး USGM ကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာငွေကြေးသုံးစွဲရာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘလို့လဲပတ်နေတယ်ဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ် USGM မှာသမရာထရမ်ခန့်ထားတဲ့အကြီးတန်းအကြံပေး Gary Leak က FOI ဝန်ထမ်းတွေဆွဆူထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အဆိုတင်သွင်းထားတာကိုလည်းတရားရုံးကပယ်ချခဲ့ပါတယ်ကျွန်တော်တုဒချမ်းသာပါ ARD တိုင်းကြောင်ပြောင်းမြို့မှာရှိတဲ့မြမစီဝါရဲ့ဘဏ်ကပင်စင်စားဝန်ထမ်းဟောင်းတွေရဲ့လစာကို smart card နဲ့သာထုတ်ပေးတဲ့အတွက် smart card မလို့ရသေးတဲ့ဝန်ထမ်းဟောင်းတွေပင်စင်လစာထုတ်ဖို့အခက်တွေ့နေကြတယ်လို့ဒေသခံတွေစီကနေပြပါဗါလူဝင်မှုကြီးကြပ်ရေးကမှတ်ပုံတင်တဲ့ smart card တွေကိုပြောင်းလဲပြုလုပ်ပေးနေပေမဲ့ငွေကြေးယူပြီးလောက်ဆောင်နေကြတဲ့အတွက် smart card လုတ်ဖို့အဆင်မပြေဖြစ်နေကြတာလို့ဆိုပါရစေ။ပင်စင်လစာတွေကိုဇွန်လကောင်ကစပြီး smart card နဲ့သာထုတ်ပေးတဲ့အတွက် စမတ်ကန်မလုပ်ရသေးတဲ့သူတွေအခက်တွန်းနေကြရတယ်လို့ကာယကံရှင်တယောက်ကပြောပါတယ်။အသက်16နှစ်ပြည့်တဲ့အတွက်မတ်ပုံတင်အမြန်လှုပ်ချင်တဲ့သူတွေဟာကျက်၄သိန်းကနေ၅သိန်းထိပေးနေရပြီးစမတ်ကန်လုပ်သူတွေက9000ပေးရကအချက်လက်မှနေရင်9000အထိတောင်းနေရလို့ဆိုပါတယ်။ AR တိုင်းထဲမှာရှိတဲ့မြို့နယ်တွေထဲမှာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာအခက်တိလိုက်စားတာတွေပိုများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ ကချင်ပြည်နယ်မှာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးခိတ်တွေဖွင့်ထားပြီးဖြစ်ပေမဲ့တရုတ်ဘက်ကကုန်တွေတင်သွင်းခွင့်ကန့်သတ်ထားချက်တွေရှိနေပြီးအချိန်ကန့်သတ်တဲ့သာတည်ယူခွင့်ပြုထားပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကချင်လူ့လယ်ရေးအဖွဲ့ KNU ထိန်းချုပ်နေမြေရှိနယ်စပ်ဂိတ်တွေမှာအခြေခံစားတော့ကုန်တွေ၊ကုန်ချောက်တွေ၊စားရည်ကုန်ကားတွေဝင်ရောက်ခွင့်ပေးပြီးဘီလက်မြေ73စီနဲ့တန်ထည့်ပစ္စည်းတွေကတော့ဝင်တာမရှိသေးပေမဲ့မင်းရှားတထုလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကတော့အဝင်ရှိနေတယ်လို့ဒေတာခန်ဒီစီယာတီးရပါတယ်။ ော့ဒီကချင်ပြည်နယ်ကနေစတဲ့တွေထဲမှာဘောနော်ဒီလက်ကျဲကျိတ်ဆိုရင်လည်းကျုပ်ဒီဘက်ကချမ်းဝင်လာဆိုလို့ဒီဟိုလိုစားတောက်ကုန်နေဘောနော်ကုန်စိန်နေနေရဲ့စားတောက်ကုန်နေလို့ခေါ်ဆက်ချောက်နေလို့ကုန်ချောက်နေဘောနော်အဲ့လိုဟာတွေဝင်လာရှိတယ်ဘောနော်နောက်တစ်ခုကတို့တို့ဒီကျုပ်ပြည်နယ်ဒီကချင်ပြည်နယ်ဘက်ချမ်းလာပြီးရင်းနှီးမြှုပ်နှံထားတယ်လို့မပြောပြောချင်တယ်မှာတုံးတဲ့ကုန်ချမ်းနေရှာသူတဲ့ညမှာတုံးတဲ့ကုန်ချမ်းနေပြတခြား လိုကြမ်းဆိုင်ကင်းတွေမှာတုံးတဲ့ကုန်ကြမ်းတွေအကုန်ကြမ်းတွေဝင်လာပဲရှိတယ်ဗောနော်တခြားဟိုလိုတခြားကြီးကြီးမမလူတုံးကုန်ပစ္စည်းတွေအားကြတော့ဒီလိုခြေကြီးကနေဝင်လာမရှိဘူးဗောနော်ဒီကဝင်လာဒီစားတောက်ကုန်နဲ့ချင်းရယ်ကုန်ချောင်းနဲ့ချင်းရယ်လောက်ပဲဗောနော်ဒီအတိတ်ကတို့ဝင်နေတာကတော့ဒီတို့လာရင်းနှီးမြှုပ်နှံထားတဲ့ဒီအချင်းပြင်းနဲ့တဲမှာရှိတဲ့အလုပ်ငန်းတွေဗောနော်လူမျိုးရှားလို့ဒီရည်ဆက်ရွေးလုပ်ငန်းတွေဗောနော်ငါပြောကြား တရေဘောနော်အဲ့လိုညရင်းမှာတုံးတဲ့အဲပစ္စည်းတွေဘောနော်အဲ့လိုကုန်ချမ်းပစ္စည်းတွေပဲလောလောဆယ်လို့ဝင်နေရရှိတယ်ဘောနော်လက်ရှိကချင်ပြည်နယ်ရှိ KIO ထိန်းချုပ်ထားတဲ့လိုင်ဇာနယ်ဇက်ဂိတ်ရွေချယ်ဂိတ်နဲ့ကမ်ပိုက်တီဂိတ်တွေလည်းပတ်နေရသုံးလနီးပါးရှိလာပြီးဖြစ်ပါတယ်နေဆက်တဲ့ကြောရှိစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်နေတဲ့ KNU ကိုတိုက်ပွဲတွေရပ်တန့်ပေးဖို့ဖိအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ16ရက်နေ့ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်စပ်ကိတ်တွေအားလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KIA ဘက်ကလည်းတရုတ်ပိတ်လိုက်တဲ့နယ်စပ်ကိတ်တွေအားလုံးကိုတံပြန်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာပါ။ပြခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာပြီးနောက်ဒီဇင်ဘာ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ13ရက်နေ့မနက်ပိုင်းမှာနေဆက်ကိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။ ငယ်ဆက်ဂိတ်တွေပြန်ဖွင့်ခဲ့တဲ့နောက်တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝင် မရှိပဲတရုတ်ဘက်ကနေကချင်ဘက်မှာလာရောက်စိတ်ပြူထားတဲ့တရှုငပြောနဲ့ဖရဲကြံခင်းတို့လိုဒီနန်ကားတွေကိုတော့တရုတ်ဘက်ကအဝင်ပဲရှိခဲ့တာပါအဲ့ဒီနောက်လိုက်စားတရုတ်နယ်ဆက်ဂိတ်ကနေအပရလတရနေ့မှာတရုတ်ဘက်ကကုန်ပစ္စည်းတချို့တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ဒီကချင်ကပစ္စည်းတွေအေသီယိုးပီးကိုဝန်ထမ်းဆိုရင်တော့သူတို့ဗာပီးနေမြုံနံထားတဲ့ စီဝေးလုံးကနေရပေါ့နော်ဒီကာရိုဒီအဲဂျာနိုပြီးတော့တခြားနော်ပြောလို့ပေါ့နော်ဖြေရတော့ဒီချင်းတော့ရှာရောယူပေါ့နော်ဆိုတော့အဲ့ဒါယူနေရှိတယ်နောက်တစ်ခုကကြာအဲအဒီကာရိုမီရှာပေါ့နော်မီရှာသူပုံပေါ်ရရှိရဲဂုံချိုးရီလို့ပြောင်းပေါ့နော်ဂုံချိုးမီရှာရီတူပြဘကိုပြောင်းဝင်လာလို့သူရတဲ့သူပြောင်းဝင်လာလို့ရှိရဲပေါ့နော်ဒီလိုမန်ချာကေဂိုလိုက်စားကေဂိုဆိုနေအဲ့လိုပဲပေါ့နော်ဒီတူပြောင်းဝင်လာဆိုလို့အလိုစားတော့ကိုဝင်နေချင်းရဲ့ ီးတော့ဒီဂုံ6ရေဘောနော်အဲ့ဒါပြောဝင်တာရှိတယ်အဓိကကျတော့သူတို့ဘက်ကဝင်တာအဓိကတော့ဟိုသူတို့အာဒီယူနီမြုံနံထားတဲ့လာပီစီဘွားလုံးထားတဲ့နော်တတူမိုင်းမှာတုံးတယ်ဒီဂုံချမ်းပစ္စည်းတွေဘောနော်အဲ့ဒါပြောဒီကဝင်တာရှိတယ်ဗျာတရုတ်ဘက်ကမြန်မာပြည်ထဲကိုအဓိကကုန်စိမ်းတဲ့အခြေခံစားတောက်ကုန်တွေဒါတင်ပို့ခွင့်ပေးထားတာဖြစ်ပါတယ် ကမ္ဘိုင်ဒီကိဘက်မှာလည်းတရုတ်ဘက်ကလာတဲ့ကုမ္ပဏီဝန်ထမ်းတွေလောက်တာလူအဝင်အထွက်ကွန်ပျူတာပြီးကျအူအာလူသုံးစီခောက်ဆွဲ၆ဂျုံစားရကုန်ပစ္စည်းတွေနဲ့ပလတ်စတစ်နဲ့စကူခွက်တွေကိုပဲတင်တွန်းခွင့်တမတ်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။မိုက်ကြရန်ပန်ဝါနဲ့ကမ္ဘိုင်ဒီနယ်စပ်ကိတ်တွေကတော့ဖွင့်လှစ်ထားခြင်းမရှိလို့သိရပြီး KAI ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကိတ်တချို့ကိုအရင်ကလည်းမကြခဏပြန်လည်ဖွင့်လှစ်ပြီးကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့တည်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ဒီနေဆက်ကြီးတွေကအလိုအမြဲတမ်းလိုလိုဖွင့်ထားတာမဟုတ်ဘူးပေါ့နော်ဟိုဒီလိုသူတို့ပစ္စည်းတွေအတွင်းထုတ်လုံးမဲ့ချိန်တမတ်ထားတယ်ပေါ့နော်အဲ့ချိန်ရောက်မှာပဲဒီကားတွေတန်းစီထားပြီးမှအချိန်ကြာမှပစ္စည်းတွေအတွင်းထုတ်လုံးကြတယ်ပေါ့နော်ပြီးတော့ကာတမားတွေလည်းဒီနေဆက်မှာပဲရပ်ပြီးမှဟိုတုတ်ပြီးကိုဝင်မဲ့ကားတွေဆိုတော့တုတ်ပြီးကလူတွေလာမောင်းကြတယ်ပေါ့နော်ဒီတုတ်ပြီးကားတွေလည်းဒီချင်းဘက်ကိုဝင်မဲ့ဆိုရင်အချိန်က ကတမရဝင်ပြီးမှအော်လာမောင်းပြီးမှလို့ပလဲကြရရရှိတယ်ပေါ့နော်ဆိုနေစကီကတော့လို့အမြဲတမ်းပွင့်ထားတာတော့မဟုတ်ဘူးလို့သူသူကွန်ပစ္စည်းပလဲမဲ့ချိန်ကြရင်ကာကီအော်နေစကီတွေပွင့်ပြီးမှပဲအလိုကွန်ပျူတာတွေထုတ်လို့ကြရရရှိတယ်ဗျ KIA ရပီကရနေတရုတ်နယ်စပ်ရှိစစ်ကောင်စီတပ်စခန်းရှိရာမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက်နယ်စပ်ဂိတ်တွေနှစ်ဖက်ပိတ်လိုက်ပြီးလောင်စာဆီနဲ့အခြားကုန်ပစ္စည်းတွေအလုံးတင်သွင်းခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ် ်ကြင်တရုတ်နယ်စပ်တကြောကနယ်စပ်ကုန်တွေးရေးဂိတ်တွေဖြစ်တဲ့လိုင်စာလွယ်ကျဲမဝင်းကြီးကပိုင်တီနဲ့ပန်ဝါစားတဲ့နယ်စပ်ကုန်တွေးရေးစခန်းတွေအလုံးကို KIA ကထိန်းချုပ်ထားပါတယ်ကျွန်မဟန်နာပါမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကဇွန်လ29ရက်နေ့လယ်12နာရီအချိန်မှာလေကြောင်းတိုက်ခတ်ခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးတယောက်တည်ဆုံးခဲ့ရတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။တတအူးကနေတက်လာတဲ့ Jet Fighter နဲ့လက်ပံလာရွာအတွင်းက ပြည်စွာအောင်ရက်ွက်ထဲကိုဘုံတိကျဲချခဲ့တဲ့အတွက်အသက်40ကျော်အမျိုးသမီးတည်ဆုံးပြီးလူနေအိမ်တောင်းလုံးလဲပျက်စီးခဲ့တယ်လို့ဆိုပါတယ်။လက်ပံလာရွာဟာမန္တလေးမိုးကုတ်လမ်းမကြီးဘေးမှာတည်ရှိပြီးရွှေတူးဖောက်ရေလုပ်ငန်းတွေရှိတဲ့ကျွော်ရဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲရွာကိုအချင်းချင်းဘုံကျဲနေတာလို့ဒေသခံကပြောပါတယ်။လက်ပံလာရွာဟာစင်ကူးမြို့အရှိတ်ငါးမိုင်ခန့်အကွာမှာတည်ရှိပြီး2024ခုနှစ်ဇွန်လလအတွင်းအနျူးကြီးလာအခန့်ဖြစ်တဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ကြေးရွာတွေအရလို့သိရပါပါခင်ဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ထိုင်းစစ်တပ်ကတခုခုလုံးမယ်ဆိုရင်မကန့်ကွက်ဘူးလို့ဝင်းစီချောက်ဖက်ထောင်းတန်းရှင်နဝိုင်နှုတ်ထက်ပြီးဆန္ဒပြပွဲကိုဥဆောင်သူတူဖြစ်တဲ့စွန်တီလင်တန်ကူကပြောကြားပါတယ်။နေဆက်ပြဿနာကနေစတင်ပြီးကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖေထောင်းထန်းတို့ဖုန်းဆက်သွယ်ပြောဆိုမှုအတန်ဖိုင်ပေါက်ကြားခဲ့ပြီးမှတော့နှုတ်ထွက်ဖို့ကိုဗတ်ပေါင်းဆောင်ကဖိအားပေးလာကြတာဖြစ်ပါတယ် ိုင်ငံလုံးဆိုင်ရာအကြက်တဲတစ်ခုမှာစစ်ဘက်ကတစ်ခုခုလှုပ်ချင်တယ်ဆိုရင်လှုပ်လိုက်ပါဒါပေမဲ့ဝင်ကြီးချုပ်ရွေးချယ်ရမှာတော့အများပြည်သူပါဝင်မှုရှိရပါမယ်လို့ပုံနယ်လုပ်ငန်းရှင်တွေတူလည်းဖြစ်တဲ့စွန်ဒီကပြောကြားခဲ့ပါဗျာ စနေနေ့ကကျင်းပခဲ့တဲ့ဆန္ဒပြပွဲမှာခမန်းကြီးလူတထောင်လောက်တက်ရောက်ခဲ့တယ်လို့ဘန်ကာပို့သတင်းစာကခမန်းပါတယ်။စနေနေ့ကဆန္ဒပြပွဲမှာရှောက်ဝါအင်အားစုတွေအပြင်တချင်ကတဆင်ဘက်ကအင်အားစုလို့အများထောက်ခံခဲ့ကြတဲ့ရှက်နီလှူရှာမှုရဲ့ခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဂျာတူပွန်ပရမ်ပန်ကပါမင်ကွန်းပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့တဆင်ကုံပွန့်ပွင့်လင်းလေးဝေဖန်သူဖြစ်လာတဲ့ဂျာတူပွန်ကတဆင်သမီးသားအနာတွယ်ကပ်နေမယ်ဆိုရင်နောက်ထပ်လာအောင်မယ်လို့တတိပေးခဲ့ပါတယ်။ စနေနေ့ကဆန္ဒပြပွဲမှာပြဿနာတစုံတရာမရှိဘဲည9:00နာရီခွဲဝင်ချိန်မှာလူစုခွဲခဲ့ကြပါရယ်ခင်ဗျာဆက်လက်ပြီးတော့အားကစားသတင်းတွေကိုတင်ဆက်ပေးပါမှာနီကိုဝီလီယံကိုခေါ်ယူဖို့အတီလင်းလောက်ဆောင်ခဲ့တဲ့ဘာစီလိုနာအသင်းကိုအရေးယူဖို့ဘီလ်ဘာအိုအသင်းကလာလီဂါအဖွဲ့အစည်းကိုတိုင်ကြားစာပို့ခဲ့ပါတယ်ဘာစီလိုနာဟာဘီဘာအိုအသင်းကစပိန်ကျယ်ပွင့် နီကိုဝီလျံကိုခေါ်ယူဖို့ကြိုးပမ်းနေကြောင်းအားကစားဒရိုက်တာဒေကိုကလူသိရှင်ကြားပြောခဲ့သလိုခွင့်ပြုချက်မရှိဘဲကစားသမားဖြစ်သူနဲ့လည်းဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာပါဘာစီလိုနာအသင်းအနေနဲ့ဗနာယေးစီမင်းကိုလက်တလုံးချလှုပ်ဆောင်ပြီးနီကိုဝီလျံကိုခေါ်ယူဖို့လှုပ်ဆောင်နေသလိုစာချုပ်တက်တန်းရှိနေတဲ့ကစားသမားကိုခေါ်ယူဖို့ဆွေးနွေးခဲ့တာကစီမင်းနဲ့ကိုချုပ်ပေါက်ခဲ့တာဖြစ်လို့အရေးယူပေးဖို့ဘေဘာအသင်းကလာလီဂါစီကိုတိုင်ကြားခဲ့တာပါနီကိုဝီလျံဟာ2022ခုနှစ် ဇွန်လ30ရက်နေ့အသင်းနဲ့စာချုပ်တက်တန်းကြန့်ရှိနေတဲ့ကစားသမားဖြစ်ကြောင်းလဲဗီဘာရောအသင်းကထုတ်ပြန်သွားပါတယ်ခင်ဗျာ TVB ရမင်းတန်ချာနေလန်နန်နိုင်တဲ့တွင်ကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလဲထပ်မံရရှိတဲ့တွင်ကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ